တရုတ်တွေကကြောက်စိမ့်တွေမှာအနာရောဂါတွေကိုကုသနိုင်တဲ့အစွမ်းရှိပြီးကံကောင်းစေတယ်လို့ရှေးကတည်းကယုံကြည်ထားကြတာဖြစ်ပါတယ်။မြန်မာပါတရုတ်တထေးတွေကကြောက်ရှာတဲ့မြန်မာတွေကိုဒီလောက်အထိနှိမ့်ဆန်နေတယ်။အခုမြင်တွေ့နေရတဲ့ခြေတိုက်ကြောက်စင်းကတော့စိန်ထက်တောင်ရှာပါတယ်။ဒီကြောက်စင်းကိုရှာရတာကအနေအများလာလာကြောင်းသွေးကြောက်စင်းလို့တောင်လူတွေကခေါ်ကြပါတယ်။ ဒီကြောက်စင်းတွေကိုမြန်မာနိုင်ငံကကချင်ပြည်နယ်ဖားကန်းကတောင်တန်းတွေကနေထွက်ရှိတာဖြစ်ပါတယ်။နေစင်းတွေတိုင်းကြောက်ရှာတဲ့သူတွေများစွာကမြေပြိုကျလို့အသက်ဆုံးရှုံးကြရတဲ့လို့ဝန်ရဆေးတန်းကြောင့်လည်းသိဆုံးကြပါတယ်။ကျောက်စင်းရှာဖွေနေကြတဲ့တရုတ်တရွေတွေပိုင်းတဲ့တရုတ်ကုမ္ပဏီတွေကဆင်းရဲပြီးဒုက္ခရောက်နေတဲ့အလုပ်သမားတွေကိုအမျက်ထုတ်ပြီးတော့ငွေရည်စည်းတွေနဲ့ထိန်းထားကြတယ်လို့လူတွေကပြောကြပါဗျ။အဲ့ဒီတမိုးကြီးကျောက်စင်းတွေမှန်သမျှကလည်းတရုတ်ပြည်ထဲကိုပဲတရားမှုဝင်ရောင်းချကြတာဖြစ်ပါဗျ။ ဲ့ဒီလိုကြောက်စိတ်နေရဖို့အသက်ပေးဆင်းလိုက်ရတဲ့သူတွေဘဝပြတ်သွားကြတဲ့မြန်မာနိုင်ငံသားတွေလည်းမနဲ့မနှောပဲဖြစ်ပါတယ်။အခုဗီဒီယိုထဲမှာဆိုရင်တော့ဖာကန်ကထွက်တဲ့ကြောက်စိတ်တွေကဘာလို့အရင်တန်မှုကြီးနေတယ်လဲဆိုတာနဲ့ကြောက်သူသမားတွေရဲ့ဆိုးရွားလာတဲ့ဘဝတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကြောက်စင်းရှာတဲ့လူသားတယောက်ကိုမေးကြည့်တဲ့အချိန်မှာတော့သူကိုယ်တိုင်လဲလှုပ်အားခအစားငွေစည်းပြီးတဲ့တထေးစီမှာအလုပ်လုပ်ခဲ့ဘူးကြောင်းပြောပြပါရယ်ဒီလိုတထေးတွေကသူတို့ရဲ့အလုပ်သမားတွေအချိန်နဲ့အလုပ်လုပ်နေနိုင်အောင်ငွေစည်းတွေပေးကြတာဖြစ်ပါရယ်ဒီနေ့မြေကထွက်သမျှကြောက်စင်းအများစုကတရုတ်ပြည်ထဲကိုတရားမဝင်သွင်းကြတာဖြစ်ပါရယ် ညရောက်လာပြီဆိုရင်မောင်ကိုဈေးကိုတည်းအသက်ဝင်လာကြပါပြီ။ကြောက်စင်းတွေကညအချိန်လိုက်ရအောင်မပို့ပြီးတော့တောက်ပါတယ်လို့အဆိုရှိကြပါတယ်။ဒီဈေးမှာရောင်းချသမျှကြောက်စင်းတွေကအခွင့်ဆောင်ရတာမျိုးလည်းမရှိသလိုမှတ်တမ်းတင်ထားတာမျိုးလည်းမရှိပါဘူး။တကယ်လို့အခွင့်သာဆောင်ရမယ်ဆိုရင်မြန်မာအစိုးရကတစ်နှစ်ကိုဒေါ်လာ30တန်းလောက်ရရှိမှာဖြစ်ပါတယ်။နိုင်ငံသားသားတွေကိုရောင်းချတာကတရားမဝင်ပေမယ့်ကြောက်စင်းတွေကိုဝယ်တဲ့သူအများစုကတရုတ်ပြည်ကလာကြတာဖြစ်ပါတယ်။ နေ့အချိန်မှဆိုရင်လူပေါင်း၄သိန်းကျော်ကကချင်ပြည်ကကြောက်တွင်းနေမှာကြောက်ရှာကြပါတယ်။အဲ့ဒီမှာကြောက်ရှာနေကြတဲ့တရုတ်ကုမ္ပဏီတွေကလက်ထိုးပြီးတရားမဝင်ကြောက်တွင်းနေကြတာဖြစ်ပါတယ်။အဲ့ဒီကုမ္ပဏီတွေကစက်ကြီးတွေနဲ့မြေစာတွေကိုပုံလိုက်တဲ့အခါမှာလူတွေကအဲ့ဒီမြေပုံကြီးကနေရေမစေးကြောက်တွေကိုဝိုင်းရှာကြတာဖြစ်ပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့ကိုသန့်ဆိုသူကဒီမှာကြောက်ရှာလာတာ9နှစ်ရှိပြီဖြစ်ပါတယ်။အစကတော့လော်ပန်တယောက်ဖြစ်ချင်လို့ကြောက်ရှာခဲ့ပေမယ့်အခုတော့စီးသမားတယောက်သာဖြစ်သွားတယ်လို့သူကပြောရှာပါတယ်။ ဒီမှာကြောက်ရှာနေကြတဲ့သူတွေရဲ့85ရာခိုင်နှုန်းကဆေးဆွဲနေကြတာဖြစ်ပါတယ်။ကိုတန်းကအရင်စေးတစ်ခါမှမသုံးဘူးပေမယ့်ဒီကြောက်ရှာတဲ့လောကရောက်လာမှဆေးစာသုံးခဲ့တာဖြစ်ပါတယ်။ ်အခုဆိုရင်ကိုတန်ကတနေ့ကိုမိုးရစေအကျင့်များစွာသုံးဆွဲနေပြီဖြစ်ပါတယ်။ဒါပေမဲ့ကိုတန်လိုကြောက်ရှာတဲ့လူအများစုကတော့တိတိယက်နဲ့ခေါင်းပုံဖြတ်ခံနေရပါတယ်။သူ့ရဲ့တရုတ်တထေးတွေကလာစာအနေနဲ့ထမင်းတင်ကြွေးထားပြီးတော့ဆေးတွေပေးတယ်လို့ပြောပါတယ်။တထေးတွေအတွက်အလုသမားတွေကိုပတ်စံအစားမိုးရစေပေးတာကပတ်စံအကုန်ကြလက်သက်သာတယ်လို့အလုသမားတွေကိုလည်းအလုတွေတစ်ချိန်လုံးခိုင်းလို့ရလို့ဖြစ်တယ်လို့ကိုတန်ကပြောပြပါတယ်။ဒီမှာလောက်ကင်နေကြတဲ့ကြောက်တူးလုပ်ငန်းတွေကတရားမဝင်ဖြစ်တာကြောင့်တေချာအတည်ပြုဖို့တော့ခက်ပါတယ်။တရုတ်တွေက ကြောက်စိမ့်တွေမှာအနာရောဂါတွေကိုကုသနိုင်တဲ့အစွမ်းရှိပြီးကံကောင်းစေတယ်လို့ရှေးကတည်းကယုံကြည်ထားကြတာဖြစ်ပါတယ်။တရုတ်ပြည်ရဲ့ရှေးဟောင်းကုသင်းဆိုင်တွေမှာဆိုရင်ဘီယင်ရဲ့ကောင်တလာတွေမှာကြောက်စိမ့်တွေနဲ့စီချဲထားတာကိုတွေ့ရပါတယ်။အခုခါမှလည်းတရုတ်ပြည်ရဲ့လူချမ်းသာတွေဟာကြောက်စိမ့်ကိုပဲဝတ်ဆင်ကြတာဖြစ်ပါတယ်။ကြောက်စိမ့်ဟာအာနာနဲ့ကြော်စုံမှုကိုရည်ညွှန်းတယ်လို့တရုတ်လူမျိုးတွေကခံယူထားပါတယ်။တရုတ်ပြည်ထဲကိုကြောက်စိမ့်မှောင်ခိုသွင်းသူတွေဟာတစ်ခေါက်ကိုဒေါ်လာ၄သိန်းလောက်အထိရကြပါတယ်။နှစ်ထောင်ပြည့်နှစ်ကစလို့ကြောက်စိမ့်တက်မှုက၁၀ဆလောက်ထိတက်လာတာဖြစ်ပါတယ်။အခုထိလည်းဆက်တက်နေတော့မှာပဲ။ ကမ္ဘာအနှံ့ကတရုတ်တန်းတွေမှာရောင်းချတဲ့ကြောင်စင်းတွေက Nut Fry လို့ခေါ်တဲ့ဈေးပေါ်တဲ့ကြောင်စင်းတွေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ကချင်ပြည်နယ်တစ်ခုတည်းကသာအရည်သွေးကောင်းတဲ့ဈေးလိုက်ကြောင်စင်းထွက်တာဖြစ်ပါတယ်။ကချင်ပြည်ကတောင်တန်းတွေရဲ့90ရာခိုင်နှုန်းလောက်ကဈေးလိုက်ကြောင်စင်းတွေရှိတယ်ဆိုပြီးပညာရှင်တွေကခန့်မှန်းထားကြပါတယ်။အရန်ရှားပါလွန်လာကြောင်ဈေးလိုက်ကြောင်စင်းလက်ကောက်တစ်ခုကိုဒေါ်လာ3သန်းလောက်အထိတန်ကြီးရှိပါတယ်။ ရင်မစေးကြောက်ရှားတဲ့သူတွေဟာကြောက်တုံးတွေကိုအိတ်ဆောင်ဓမီလေးနဲ့ထိုးကြည့်ပြီးကြောက်စင်းရှာကြတာဖြစ်ပါတယ်။ကြောက်စင်းရှာရတဲ့တနေ့တာကြောက်ပဲပွက်မလားမြေစာပုံမဲ့ပြိမလားဆိုတာမသိရပါဘူး။ဒါပေမဲ့လည်းရင်မစေးသမားတွေကအနေကိုဘေးဖက်ထားပြီးကြောက်ရဖို့မျှော်လင့်ချက်နဲ့ရှာနေကြရတော့မှာပဲ။မြေစာပုံပြပြီးတေချတဲ့သူတွေနဲ့ရင်းနှီးပြီးတေချသူတွေကလည်းမနေပါဘူး။2020ခုနှစ်တုန်းကဆိုရင်မြေစာပုံပြိုကျလို့လူပေါင်း200ကျော်တည်ဆုံခဲ့ရပါတယ်။ ပေမဲ့ရင်းစေးကြောက်ရှာပြီးအသက်မိုးဝမ်းကြောင်းပြူနေတဲ့ turn point ဖြစ်တဲ့ရွှေတုတ်ကတော့ကိုယ့်ဘဝလုံခြုံဖို့နဲ့ပတ်စံရှာနိုင်ဖို့ပဲအဓိကအလုပ်နေရတယ်လို့ပြောပြပါရယ်ဟုတ်ကဲ့ပါအခုဗီဒီယိုထဲမှာဆိုရင်တော့ဖားကန်မှာကြောက်ရှာနေကြသူတွေရဲ့ဘဝကိုပြပြပေးသွားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ထဲမှာဖားကန်ကကြောက်ရှာတဲ့လောကကိုကြုံခဲ့ဘူးသူတွေများရှိရင်အတွေ့အကြုံတွေကိုမျှဝေပေးခဲ့လို့ရပါတယ်။